်နိုင်ငံတော်ပေးထားတဲ့ဒီတနက်ကလက်နက်ကမြည်သည့်စစ်သားမစုကိုုံနဲ့မကွာထက်ချက်မကွာစောင်းရတဲ့တနက်အဲ့လိုဟိုတင်ဒီတင်တင်လို့မရဘူးဒါစစ်သားတိုင်းသိပြောလိုက်တော့ပြည်သူပါတီတို့ဟာဘာဖြစ်တယ်ညာပြစ်တယ်ပြောချင်တာနည်းနည်းပြည်သူပြည်သူပြည်သူကောတခိုင်းလက်ချင်မင်းအောင်နိုင်လုံးမဲ့ရွေးကောက်ပွဲဟာပြည်သူလက်ကမခံဘူးလားဟယ်လိုချားရမြဝပြည်သူညီကောင်မောင်မများအားလုံးပါမင်္ဂလာပါ news page channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ် 2025ခုနှစ်မေလ25ရက်နေ့ရက်စူပါဆန်နေညပိုင်းဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့ဒီနေ့ညမှာဆွံတော့တော်လိုင်းရာစုတွေကနေမြို့မှာယူဆောင်လာပေးတဲ့တော်လန်သတင်းထိုးသတင်းကောင်းတွေအပြင်ဘုံမရက်ကွက်ခြေကွက်လောက်မြေတွင်နေလဲခြေမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့သူအယုံဆုံးနေနဲ့ပေါ့နော်ခါတိုင်းလိုပဲသတင်းတိုးလေးတွေခြေလိုက်ရအောင်နော်ပထမဆုံးသတင်းသဘောအနေနဲ့ကတော့ပခုတိုင်းတာယဝရီခိုင်မေလမြို့နယ်စင်ကလတ်မြို့ချောင်းယူမဖြက်လန်းပေါ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတာယဝရီခိုင် ။တရရင်3800ရက်နဲ့တခွဲ9ကပြီးခဲ့တဲ့မေလ22ရက်ည12နာရီဝန်းကျင်မှာတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။သူတို့စစ်ကြောင်းတက်လာတာတီလို့အကြဖြတ်တိုက်ခိုက်ခဲ့တာမိုင်းတွေလည်းကြိုထောင်ထားပေမဲ့မိုးကရွာနေတော့မိုင်းမကွဲဘူးဖြစ်သွားတယ်။လက်နေကြီးတွေနဲ့ပါပစ်တာဆိုတော့မြင့်မြင့်က10ရောက်လောက်တေးပါတယ်။နေမြချင်းလေးလို့တော့မြို့ထားတဲ့အလောင်းတွေကိုကျင်းတဲ့ချင်းထဲမှာထပ်ပြီးတော့မှမြို့ခဲ့တာဒါတောင်အပုံနှံ့တွေကလမ်းတစ်လျှောက်လုံးပဲ။တခြားမြို့ထားတဲ့နေရာတွေရှိုးမဲ့တင်တယ်ဆိုပြမတယ်ဝရီခန်တရင်3000ရှင်းနဲ့ တခွင်းကားတောင်ရှိသူတူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဘကူယုံမထဲမှာဆိုတော့စစ်ခွေးတွေရာဆိုရင်စစ်ကြောင်းထိုးလာပေမဲ့တော်လိုင်းတက်ဖို့ဘုံနဲ့ပြီးတော့မှကြားဖြတ်တက်ခိုက်ပြီးတော့မှမျောစာဖြစ်ပြောင်းလဲပေးနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့တနင်္သာရီတိုင်းကော့တောင်းခိုင်ခမောက်ကြီးမြို့နယ်မလီဝမ်ကျေးရွာအုပ်ချုပ်ရေးမှုရုံးမှာဖြူစော်ထီချင်းချင်းစကားများရန်ဖြစ်ပြီးတော့မှဒါနဲ့ထိုးတက်လို့ဖြူစော်ထီတဝူတည်ဆုံးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။၂၂ရက်နေ့ညကမလီဝမ်ကဖြူစော်ထီတွေမလီဝမ်အုပ်ချုပ်ရေးမှုရုံးမှာစကားများရန်ဖြစ်ကြတယ်။ ဘာတို့ကြောင့်စကားများရံဖြစ်တာလဲတော့မပြောတတ်ဘူးစကားများရံဖြစ်တဲ့အချိန်မှာကလားဆိုတဲ့သူကပရှူးဆိုတဲ့သူကိုစကေဘာနဲ့ထိုးတာမလီဝမ်းသားတွေပဲနာမည်အရင်တော့မသိဘူးရွာထဲခေါ်တဲ့နာမည်တွေပေါ့စကေဘာနဲ့၆ချက်ထိုးတာနေရာမှာပဲတည်သွားတယ်အခုစကေဘာနဲ့ထိုးတဲ့ကလားကိုတော့ဖမ်းထားတယ်ပြူစော်ရီတွေချင်းချင်းပဲရံဖြစ်ပြီးတော့မှတတ်လိုက်တယ်ဆိုပြီးတော့မှဒေတာနေပြီးသူသူကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်အဲ့ဒီနေရာဒေတာတွေမှာဆိုတော့စစ်ကောင်စီကနေလူဆိုးလူမရဲသမားတွေအလုတ်ကင်မရှိတဲ့သူတွေစုစည်းပြီးတော့မှပြည်သူစစ်နဲ့ပြူစော်ရီတွေဖြစ်စင်တနာပို့ချတာတွေစစ်တပ်အတွက်ကင်းဆောက်ခိုင်းတာတွေကို လှုပ်ဆောင်နေတယ်လို့ကျွန်တော်တို့ထလောင်းသိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ဒီပြူစောထေးချင်းချင်းပြန်ပြီးတော့မှအယိုးကိုက်ရာကနေပြီးတော့မှတက်ဖြတ်တဲ့အဆင့်တွေလည်းကျွန်တော်တို့ခုရပိုင်ခတ်စစ်စိတ်ကြားနေရတာမလို့ဒါကတော့စစ်ကောင်စီရဲ့ COC စနစ်ပျက်စီးပြီးတော့မှသူတို့ပြူစောထေးတွေနဲ့စစ်တပ်ကလူတွေတောင်မှစီဝန်ကွက်မှုတွေရှိနေတယ်ဆိုတာကိုလည်းကျွန်တော်တို့ထပ်ပြီးတော့မှတွေ့မြင်ကြားနေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြမှာကတော့ကိုစီကနေပြီးတော့မှမြောက်လိုက်ကျင်းပဖို့ရွေနေတဲ့ရွေးကောက်ပွဲမှာ ဒီခိုးချောင်ခိုးဝဲနဲ့ခုဆိုရင်နိုင်ငံရေးတနေရာစာရေးဖို့စူးစမ်းနေကြတယ်ပေါ့နော်။ပါတီဝင်တွေထက်ကကုကိုကြီးကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်တော့နားတော်ကြည့်လိုက်ရအောင်နော်။ကုကိုကြီးတမိုင်းဆို88ကနေလာခဲ့တဲ့သူတို့တမိုင်းဘယ်လောက်ပဲလောက်ကလောက်ကဲဘာပဲလောက်ကဲအဲ့တမိုင်းကြီးကပါလာတာဗျာ။နော်။ဒါ88ရိုးဆက်ဆိုပြီးသူတို့ကအလုံးလုံးနေနေချင်းညိုလေးစားတဲ့အနေထား။ဒါလက်ရှိဒီကနေ့ကုကိုကြီးရဲ့မျက်နှာမူရလားရတယ်ဘယ်လိုရောက်သွားတယ်။နော်။ဒီအခင်းချင်းကိုလက်မခံဘူးဆိုရင်လက်ခံစရာအကြောင်းမရှိဘူး။မကြိုက်ရင်လက်ခံစရာ အကြောင်းမရှိဘူးလေဟုတ်တယ်နော်ကျွန်တော်မကြိုက်တဲ့အရာတခုကိုလက်ခံတယ်ဆိုတာကဒါကအတိတ်ကမရှိဘူးအဲ့တော့ကျွန်တော်တိုင်းပြည်မှာအခုပါတီပေါင်း60ကျော်ရှိတယ်အဲ့ဒီပါတီ60ကျော်တဲကပါတီ90ကျော်ကမှတ်ပုံတင်တယ်နော်ပါတီ90ဆိုတာကနာမည်ပဲရှိတယ်ကျန်းဖို့အပါဝင်လက်ရှိအန်ဒီအစိုးရလက်ထက်မဟာမိတ်23ပါတီအားလုံးတိမှာပါပါတီခေါင်းဆောင်တွေဘာမှမသိတဲ့ကောင်တွေအဲ့တော့ပါတီနာမည်က90ရှိတယ်အဲ့ဒီထဲမှာအဓိကကျန်းဖို့ပဲနော်အဲ့တော့ကျန်းဖို့ကအနေထားကတော့တယောက်တည်းပြေးပြီးတယောက်တည်းပန်းတိုင်း ဝင်မဲ့ပုံစံမျိုးဘာလို့ဆိုတော့အယုန်လာကြမလို့လေသူတို့ပါတီ50မကတော့ပါတီ90ရပဲရှိရှိတော့ဘောင်ဝင်တဲ့ပါတီဒီမှမဟုတ်လားဟုတ်တယ်အဲ့ဒီတိုင်းမှာတရက်ခိုင်ပါတီရှိမယ်ကိုကိုကြီးပါတီရှိမယ်နော်အဲ့တော့ပြောလိုက်တော့ပြည်သူပါတီတို့အာဘာဖြစ်တယ်ညာဖြစ်တယ်ပြောချင်တာမနည်းနည်းဖြစ်ပြည်သူပြည်သူပြည်သူတို့ခေါင်းတက်ထားရင်လက်ရှိမင်းအောင်နိုင်လုံးမဲ့ရွေးကောက်ပွဲဟာပြည်သူလက်ခံမခံဘူးလားအဲ့တော့လက်ရှိဒီရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ပါတီတွေကိုမေ့ချစ်ဒါကလက်ရှိမင်းအောင်နိုင်တို့ကျူးလွန်ထားတဲ့စစ်ညာဆွေးမှုတွေအားလုံးကိုဒီတိုင်းမှာရှိတဲ့ပြည်ကအားလုံး ယော်ပေးလိုက်တာမှာလားဟမ်အဲ့ဒီပါတီခေါင်းဆောင်တွေမင်းတို့မယားတွေကိုမရေကျင်ကထိထားမယ်မင်းတို့တမီးတွေကိုကျင်ကထိထားမယ်မင်းတို့အိမ်တွေကိုတိန့်ကထိထားမယ်မင်းတို့အဖေအမေတွေကိုတတ်ကထိထားမယ်ဆိုမင်းတို့တွေအဲ့ဒီကိုချင်းစားတဲ့စိတ်ငါတို့ကိုရန်စမှုကျူးလွန်ထားတဲ့ဒီကောင်တွေကိုဥပဒေအရပြန်အပြစ်ပေးနိုင်ရမယ်ဆိုတဲ့အတွေးမျိုးကိုမင်းတို့တွေးလိုက်တယ်နော်အခုလက်ရှိအာနာတိန်အကြမ်းဖက်စစ်ကောင်စီကမင်းတို့တိအတိုင်းပဲ2021အာနာတိန်မင်းတွေကဒီနေ့ချိန်ထိတီတူဘလောက်ကိုတတ်ထားပြီလေနော်ပစည်းလိုမျိုးဟိုတလောကဒီဘေးလိုမျိုး ဒီနေရာကပြည်သူတွေနေတဲ့နေရာမှတိတယ်ခလေးတငယ်တွေရှိတဲ့နေရာမှတိရဲ့တန်းနဲ့အဆုလိုက်အပြုံလိုက်တေးအောင်စင်ရဆွေးမှုကိုဘုံကျဲတက်ဆန်းရတဲ့အရာတွေကိုဒီတန်းကြီးကလျှော်စားပြလိုက်ကမှာနောက်တစ်ခုကခမည်းတော်တွေကနိုင်ငံရေးဓမ္မပိတလေဆိုရင်အခု2021အာနာတိတ်မှုတိုင်းပြည်စုလို့အာနာတိတ်ရတာလားစစ်တပ်ကစစ်တပ်အာနာတိတ်လို့တိုင်းပြည်စုရတာလားအဲ့တော့သိကြပါလား ကျန်ဖို့ပါဝင်လက်ရှိမင်းအောင်လှိုင်လုံးမဲ့ရွေးကောက်ပွဲဝင်ရောက်မဲ့ပါတီ90ကျော်လုံးဟာပြည်သူအတွက်မဟုတ်ပါဘူး။တိုင်းပြည်အတွက်မဟုတ်ပါဘူး။သူတို့ကိုဂျိုးအတွက်နော်။ခွေးသောပေါက်ကနေခုံတဏီယာရမလားဆိုတဲ့ကိုဂျိုးရှာတဲ့စိတ်နဲ့အဲ့ဒီတိုင်းပြည်ကြီးမှာပါဝင်နေတာ။နော်အဲ့ဒီပါတီဒီအားလုံးမှာတမိုင်းမှာတရားခံဖြစ်မဲ့ပါတီတွေပဲ။ကိုစီပြောတော့ရပြန်မယ်နော်။ကျွန်တော်တို့ဒီလိုမျိုးခုကိုကိုကြီးပါဝင်ကြတဲ့နိုင်ငံရေးဖက်ကစားပါတီတွေကနေပြီးတော့မှအမြောက်လိုက်ရွေးကောက်ပွဲမှာဝင်ပြန်ပြီးတော့မှ ခွေးတို့ဘောင်းနဲ့နေရာတနေရာစာရုပ်ချင်နေတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ပြီးသူဆိုတဲ့နာမည်ကိုသူတို့ကနေပြီးတော့ခွေးတုံးလို့ပြီးတော့မှကျွန်တော်တို့ပြီးသူတွေဘက်ကနေပြီးတော့ရက်တိပေးတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လှုပ်ဆောင်နေကြပဲမယ်တကယ်တမ်းကျတော့ကျွန်တော်ပြီးသူတွေနေစင်နေမြတက်ဖြတ်မှုတွေခါနေရတာဟုတ်တော့မှဘောနော်သူတို့အနေနဲ့ speaker မလို့ပေးတော့ချီချမ်းပြဒီကောင်တွေကတော့ကိုကျိုးချပြီးတော့မှသူတို့အာနာရလာတယ်နဲ့ကျွန်တော်ပြီးသူတွေကိုခြာနေမဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့လည်းထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြီးသူတွေအနေနဲ့တော်လိုင်းရင်မှာအားလုံး စူးစီးပြီးတော့မှဝိုင်းတိုက်ထိုးရတော့မယ်အချိန်တခုကိုရောက်နေပြီဆိုတဲ့အကြောင်းကိုလည်းတပီတော့မှပြောလိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြောက်ပရောင်းမျိုးမှာပြည်သူတွေပေါ်မှာအနိုင်ကျင့်ပြီးတော့မှနှိစစ်နေတဲ့စစ်ကောင်စီသတ္တကြောင့်တင်ဆက်ထားတဲ့တဲ့ရင်ကျွန်တော်တို့စပီဒီမှာနားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့ကြော်ဘရောင်းမျိုးကပြည်သူတဝီရေးသားပိတ်ပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်။ကျွန်တော်ကကြော်ဘရောင်းမျိုးကပါကြော်ဘရောင်းနယ်မှာဖြစ်ပျက်နေတာလေးတွေကိုပြောပြချင်တာပါ။ ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးလူဆွဲတဲ့သတင်းလေးပေးချင်တာပါ။ကြော်ဘရောင်းထွေော်ရုံမှာလုံခြုံရေးယူနေတဲ့စစ်သားလို့ပြောရမလား။ပြည်သူ့စစ်လို့ပြောရမလား။ရဲထွန်းဦးဆိုတဲ့သူဗျာ။ရွာရီရက်ွက်တွေတဲ့ရောက်တာနဲ့အယမ်းမယိုင်းတာပါပဲ။ပြည်သူ့စစ်မှုထမ်းပါတဲ့ကလေးတွေကိုရိုက်လိုက်ထိုးလိုက်ကြိတ်လိုက်နေ။တခါတလေတနက်တင်နေနဲ့ပါရိုက်ပါတယ်။တရခန်ဖန်းတာလားစစ်မှုထမ်းခေါ်တာလားတော့မသေးကွဲပါဘူး။တခါတလေအရက်ထဲကမင်းကလေးတွေကိုလည်းတာပြောမရပြောပြပြီးမထီတထီလောက်ပါတယ် ဘသူကမှအေးအေးယူခြင်းမလုပ်တလို့မစီစေကြပါဘူးဗျာတကယ်တော့တတ်သိခါကြနေတာအဲ့ဒီလိုလူတွေကြောင့်ပါအထက်ကလူကြီးတွေတိအောင်ပြောပြပါလို့စာရေးသားပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ခြားကပြည်သူ့စကားအစီအစဉ်မှာနင့်နာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်မက်ဆေ့ဘောက်ကနေတစင်းစာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ အကောင်တော်တော်လေးများနေပြီနော်ကျွန်တော်တို့စစ်မှုထမ်းဆေးမှာပါတဲ့ဒီကျွန်တော်တို့ပြည်သူလူငယ်တွေကိုဒီကောင်ကနေပြီးတော့မှနှိမ့်စစ်တာတွေပြီးတော့မှအနိုင်ကျင့်ပြီးတော့မှပါနော်တနတ်တွေတွေနဲ့ရိုက်တာတွေလည်းလှုပ်ဆောင်နေတယ်ဆိုတော့ကြောင်းကြိုက်တဲ့ပြင်တစ်ဖက်မှာဆိုတော့ မျိုးသမီးငယ်တွေကိုပါဒီကောင်းနေပြီးတော့မှလိင်ပိုင်းဆိုင်ရာဒီပြောဆိုရန်ဆိုင်မှုတွေလှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးကောင်းတွေကိုကျွန်တော်တို့တော်လိုင်းရဲ့ရဲဘော်တွေကနေပြီးတော့မှအပြတ်ရှင်းနေတာဖြစ်ပြီးတော့မှမြို့ပပီတူတွေအနေနဲ့အက်ကောင်ရဲ့ဘော်နော်တရင်ချလင်းနေတဲ့သူကနှိစက်ရတော်လိုင်းရဲ့တဖို့တွေစီမှာအကြောင်းချတင်နေတယ်ဆိုတဲ့အကြောင်းထပ်ပြီးတော့မှပြောလိုပါတယ်။ကျွန်တော်တို့ဒီတော်လိုင်းမှာဆိုတော့အဖြစ်မောက်လို့ပြီးတော့မှပီတူတွေစီကနေကိုသွေးဆုပ်ပြီးတော့မှအနိုင်ကျင့်ပို့ချနေတဲ့စစ်ကောင်စီနဲ့သူတို့နဲ့ပတ်သက်သူမှတပြားအားလုံးကိုရှင်းလင်းရမယ်ဆိုတော့လည်းကျွန်တော်အခုဆိုရင်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်။ ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဘောမိုက်ကဇော်ပွင့်ရနေပြီးတော့မှသူ့ကိုအခုချိန်ထိပေါ့နော်တက်ခန့်နေကြတဲ့မူမူခိုင်မင်းသားကြီးတို့ရက်ွက်ကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ကဲလုံနိုင်မှတက်မတော်ကိုချက်ပါနော်ပြောတော့ဟုံးနေပြီနော်ကဲလုံနိုင်မှတက်မတော်ကိုချက်မနာလို့မဖြစ်နဲ့နော်ဇက်ကပဲချက်နေလို့မရဘူးတက်မတော်ကစီရင်ရောက်နေတာတက်မတော်သားကြီးမှာမလိုအပ်ဘူးဆိုတာမရှိဘူးအကုန်လိုအပ်တယ်နော်ဆက်လိုက်ဆိုညကင်းဆောင်ရင်းနဲ့ဆက်လိုက်လို့ကော်ဖီမစ်တို့ခေါက်ဆွဲတို့နားသာစားရတဲ့စောင့်ဖို့ အဲ့ဒါတွေကိုတက်မတော့တကယ်ချစ်တယ်နိုင်ငံကိုတကယ်ချစ်မှဒီအလို့ဆိုတာလုပ်လို့ရတာအသက်တွေဘဝတွေမိသားစုအရေးတွေကိုပြစ်ထားပြီးတော့မှဒီအရေးကိုလုပ်နေတဲ့ကောင်တိုက်ခိုက်ရင်တိုက်ခိုက်တဲ့လူတွေချာရှုံးနေတယ်အဲ့ဒီနေ့ကနေတက်မတော့ချစ်တယ်လို့ကျမတို့ဘာလုပ်တယ်ကျွန်တော်တို့ဘာလုပ်တယ်လောက်ကတော့ဇောပေါင်းရကြီးတယ်ကိုကောင်ကိုကိုစီထည့်ပြီးတော့မှမောင်းတာစောက်ချင်မဟုတ်ဘူးတေချာကြီးကအားမကြီးလားဟုတ်ပြီလား အဲ့လိုအသက်တွေစွန့်ဘဝတွေကိုပေးဆက်ထားပြီးတော့မှနိုင်ငံရဲ့လူမျိုးကာကွယ်နေတဲ့အဖွဲ့အစည်းတစ်ခုကိုတက်မတော်ချစ်တဲ့စိတ်တစ်ခုနဲ့ဒီအလုပ်ကိုလုပ်နေတာမြန်မာနိုင်ငံအလံမြန်မာနိုင်ငံပြည်ဖို့မြန်မာနိုင်ငံအလံရှင်းလားပေးရဲလို့တိုက်ရဲလို့ခိုင်ရဲလို့ပြန်လေတုတ်ပြန်နိုင်တဲ့အင်အားတွေကြီးလို့ခွန်အားတွေရှိလို့ဒီအလုပ်ကိုလုပ်တာဘယ်တော့မှဒုမတော်ဘူးဘယ်တော့မှရန်သူရဲ့လက်အောက်အခြားရှုံးမခံဘူး ပြောလိုက်ရင်တော့လေကြီးလေချင်းနဲ့ပေါ့နော်အခုဆိုရင်တို့ချင်းချင်းပြန်ပြီးတော့မှအယိုးကတဲ့ဘက်မှာသူ့ကိုဒီဖက်ခွက်စားပြီးတော့မှခွက်ခေါက်ဆိုတဲ့နာမည်တွေထိတစ်ဖက်ကနေပြီးတော့မှတိုက်ခတ်မှုတွေလုပ်နေလို့ဒီကောင်ကနေပြီးတော့မှပြည်ပြည်နဲ့အဆုံးမပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးသိထားတဲ့အတိုင်းပဲဒီမိုးမိုးခိုင်ကနေပြီးတော့မှဇော်ပွင့်ရင်ကိုဒီတရားဆွဲဆိုလိုက်တာပြီးတော့မှကြာခင်မှာတော့ဒီကောင်တွေရဲ့ပေါ့နော်တရားဆွဲဆိုမှုကဆိုတော့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ဆောင်ချက်မှာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ခွေးပေါ်မှာအယိုးကိုက်တွေရဲ့အချင်းချင်းပြန်ပြီးတော့မှနောက်ကျော်တာနဲ့ထိုးတဲ့ကိစ္စတွေဆိုရင်လည်းကျွန်တော်ခုရဲ့ပိုင်ခက်စစ်စစ်ကြားနေရတာပြီးတော့မှ ခုရပိုင်းပါကျွန်တော်တို့အားလုံးသိထားတဲ့အချိန်ပဲဒီမိထီလာကပြူစော်ရီကောင်းဆောင်လဲပေါ့နော်စကွေးဘူအကြောင်းကိုကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒီအကြောင်းရယ်နဲ့ပတ်သက်ပြီးတော့မှဒီအဘသားကိုကြီးဆိုတဲ့ငန်းရဲကနေစစ်ကောင်စီဘုံမှုကိုဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တို့စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်သူပြောရတဲ့အထဲမှာငါတို့ကတိုင်ကံလုံးအုပ်ချုပ်နေတဲ့ကောင်တွေကိုဆိုတဲ့စကားနော်ပါတယ်နော်အဲ့ဒါပါတဲ့စကားစောက်ကြီးစောက်ကြီးနိုင်တဲ့စကားအဲ့စကားပါသွားတယ်အဲ့စကားကစစ်အရာရှိတက်တက်အရာရှိတယောက်အနေနဲ့တုံးတင်သလား ထားလိုက်တော့နောက်ပြီးတော့နိုင်ငံတော်ကပေးထားတဲ့တနက်နော်နိုင်ငံတော်ကပေးထားတဲ့တနက်ကိုစပယ်ဘော်ဒီလိုတင်ပြီးတော့လှုပ်တယ်ဆိုရဲစောက်ချိုးอ่ะအဲ့ဒါဟိုးစစ်အာဏာရှင်ခေတ်တုန်းကကောင်တွေရဲ့စောက်ချိုးမျိုးတော့ပေါ့လားဘုံမိုးအဆင့်နဲ့ဒီကောင်ကအကြီးသားအဖအကြီးကောင်ဖြစ်ချင်တဲ့ပုံစံမျိုးပေါ့တယ်နော်ဒီအချက်တွေဒီအချက်တွေကဒါမြင်နေရတဲ့အချိန်အတွင်းမှာတစ်ဖက်သက်ပဲပြောပြောဘယ်လိုပဲပြောပြောဒီအပြုတ်မှုတွေကိုပြုတ်မှုနေပြီးဆိုဆိုတဲ့ကူကဒါကနော်စစ်သားကောင်တယောက်ရဲ့စိတ်တော်မဟုတ်ဘူးကွာ နိုင်ငံတော်ကတနပေးထားတဲ့တနတော့မြေဘေးစကွဲပုံမှာဒီတိုင်းပြစ်တင်ထားတာတယောက်ကယူပြီးတော့တယောက်ယောက်ကိုပြစ်တိုက်လို့ရှိအဲ့ပုံမှုစောက်ပြဿနာကြီးကြီးတက်ပြီဟောပေါ့လားနိုင်ငံတော်ကပေးထားတဲ့ဒီတနက်ကလက်နက်ကမြည်သည့်စစ်သားမဆိုကိုုံနဲ့မကွာထက်ချက်မကွာစောင်းရတဲ့တနက်အဲ့လိုဟိုတင်ဒီတင်တင်လို့မရဘူးဒါစစ်သားတိုင်းသိဟာလားဒီအပြုတ်မှုတွေကြောင့်ဒီစစ်သားဒီပုံမှုကရိုင်းပြတယ်မောက်မာတယ်ဆိုရဲဟာကိုပေါ်လွင်စေတယ်ဒီအချက်နဲ့တင်ဒီပုံမှုကစစ်ခုံရုံးတင်ပြီးကြီးကျယ်ခမ်းနွားစွာပြင်းထန်တဲ့ ပြစ်မှုမြောက်ပြီးတော့အရေးယူလို့ရတယ်နော်ဒါပေမဲ့ညီမလေးစနိုက်ပါသူတုံးတက်တာတော့ကောင်းပါတယ်ဘာကြောင့်ကောင်းလဲဆိုတော့ကိုကြီးတို့နှစ်ဖက်မမြင်အောင်နော်ဒီပြည်သူစစ်ကောင်လေးကဘလိုမျိုးဆိုတာမမြင်အောင်ဒေါ်စေဒီပြဿနာလေးပြည်သူစစ်ကောင်လေးကိုထဲ့လိုက်တဲ့ပြဿနာနဲ့စတာနော်ထဲ့လိုက်တဲ့ထဲထဲ့လိုက်တဲ့ပြဿနာနဲ့စတာအကြောင်းကြီးအကြောင်းရှာငါငါကာကြီးဘာကြောင့်ပြီးကောင်းနဲ့ထဲ့တယ်ငါတို့ဆိုလို့ရှိရင်ငါကာကြီးငါ့ကိုလည်းညှိတာပဲဟုတ်တယ်မဆုပ်ပြောနေတာနော်အဲ့တော့ပြောချင်တာကဒီလိုမျိုးမတရားဘူးဆိုတဲ့ကိစ္စမျိုးတွေကိုမလောက်ကြပါနဲ့ ကဲဒီဘာသားတွေရပါတော့ဒီလိုမျိုးပြီးမတတ်နိုင်သေးတဲ့သူတွေရဲ့ချင်းချင်းပြန်ကြတဲ့ပွဲကိုပြန်ပြီးတော့မှပြောဆိုနေတာပဲဖြစ်ပါတယ်အဒီကအနေနဲ့ဒီဘောမရက်ကွက်ကနေပြီးတော့မှပြောဆိုရေးကောင်းဆောင်တဲ့စစ်ကောင်စီဘုံမှုကြတဲ့မှာဆိုတော့ဘုံမှုကသူရဲ့ရာထူးကိုပြပြီးတော့မှအခုလိုမျိုးအနိုင်ကျင့်မှုတွေလွတ်ဆောင်သွားတယ်ဆိုတဲ့အကြောင်းကိုဒီကောင်တွေကနေပြီးတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်စစ်ကောင်စီသားတွေနဲ့ပြောဆိုရေးတွေမှာဆိုတော့ဘယ်သူကအလေးတားနေတယ်ဆိုတာကိုဒီဘောမရက်ကွက်ကနေပြီးတော့မှ ပြသွားတာဖြစ်ပြီးတော့မှဒါကတော့ကျွန်တော်အလုံးတည်ထားတဲ့အချိန်ပဲဖြူစော်ထီးတွေရဆိုရင် စစ်ကောင်စီအရာရှိတွေရဲလို့ရတဲ့ပတ်သက်ပြီးတော့မှတော်တော်လေးကိုစိတ်ကုန်လာကြတာပဲဖြစ်ပါတယ်ပြည်သူတွေဘက်ကနေပြီးတော့မှဒီတပ်မိသားစုဝင်တွေနဲ့ဖြူစော်ထီးတွေပေါဝင်ကြတဲ့စစ်ကောင်စီတောက်တိုင်တွေအလုံးကိုနှုတ်မချသေးခင်မှာကျွန်တော်ဘက်ကလင်းမြဆုံးကုပြောင်းပြီးတော့မှတော်တိုင်းမှာပူပေါင်းပုံပေးချဖို့ပြောဆိုနေတာမို့လို့ဒါလက်တင်ခံဖို့ပေါ့နော်အချိန်ကြာရောက်လာပြီလို့ပဲပြောရမှာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတဘောနေတဲ့အပါသမီးရနေပြီးတော့မှ NLD အစိုးရလက်ထက်မှာတိုင်းပြည်ကမတိုးတက်ခဲ့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုမျိုးပြောင်းလဲပြောင်းဆိုပြောထားမလဲဆိုတာကျွန်တော်စစ်ပီမှာကြည့်လိုက်ရအောင်နော်အပြောပဲရှိပြီလက်တွေ့မဆန်တဲ့ပြည်ထောင်စုဝင်ကြီးဝင်လေးတွေရဲ့အပေါ်စားစကားတွေပေါ့နော်ညံပြင်းတဲ့ကိစ္စတွေမဝင်ကြီးချုပ်လို့ခရုပေါ်တာပဲခရုကောက်စားပေါ့ရောင်းစားလို့ရောင်းရသေးတယ်လို့ဗဟုဝင်ကြီးလိုမျိုးရွာသူရသားတွေနဲ့တာဝန်ကျဆရာမတွေပေးစားလိုက်ဆိုတဲ့အဲ့လိုအပေါ်စားစကားတွေပြောတာကလွင် တခါမှထပ်ပြီးတော့ကောင်းတဲ့အလုပ်တွေကိုမလုပ်ခဲ့ကြဘူးသူတို့ကပြည်သူနဲ့ဝန်ထမ်းပေါ်လေဘယ်တော့မှဘာများကောင်းတာလုပ်ပေးခဲ့လို့လဲလက်ညှိုးထိုးပြကြမှာအော်တို့အမေလက်ထက်မှာလမ်းနေခင်းခဲ့တယ်မပြောနဲ့အစိုးရတွေမှာလောင်းပလန်ဆိုတာရှိရင်တက်30စီမံကိန်းတွေကြီးပဲအစိုးရတည့်ရက်9နှစ်ပြီးတဲ့အခါကျနောက်9နှစ်ကသူတို့ကလွတ်ကိုလုပ်ရမယ်လေဒီကိစ္စတွေတို့အမေမေကတရားဖွင့်ပေးခဲ့တာအဲ့ဒါမဟုတ်ဘူးအစိုးရပြည်သူလူထုကအဲ့လောက်ညံ့ပြင်းနေတာကိုကျမတို့ကကျမကမကြိုက်ဘူးဟိုကကျမတို့ပြည်သူလူထုရဲ့တစ်ဖက် ဘယ်အဆုံးရောက်ပြီးတော့လူတဦးတယောက်ကိုကြည်ပြီးတိုင်းပြည်ကိုတော့မဖြက်စည်းနိုင်စွမ်းအဲ့ဒီဥစ္စာကိုကျမကလေအသေးပေါက်တာနော်မိုးပြန်လန်းနေဖောက်လိုက်အဲအင်ဂျင်နီယာတွေဟိုမြက်မိုးပြန်လန်းနေညီအောင်မျိုးတော်ကြီးစောက်လိုက်နေပဲစောက်ချိန်ကုန်ပြန်မဟုတ်ဘူးလားနော်ပြည်သူတွေကိုယ်တိုင်ကလည်းအတော်များများအဆိုးရကကောင်းနေမကောင်းဘူးဒါပဲထိုင်ပြောနေကြတာကိုကိုယ်တိုင်တကယ်ငါပိန်နော်ရတယ်လို့ရတယ်လို့လောက်ကြပါလား ဝင်ငွေလူတိုင်းလူတိုင်းဝင်နေလို့ရှိရင်တိုင်းပြည်ရဲ့ဝင်ငွေလည်းတိုးတက်လာမှာဖြစ်ပါတယ်။အစိုးရကောင်းနဲ့တွေ့ချင်ရင်ပြည်သူလူထုကောင်းလုပ်ဖို့လူနဲ့အစိုးရလည်းအစိုးရအလုပ်လုပ်ရမယ်နော်။ဟိုအစိုးရရဲ့အစိုးရကောင်းအလုပ်တွေပေါ့နော်။လိုက်လုပ်မယ်ပြည်သူလူထုကလည်းတိုင်းပြည်မဖြတ်စေရအောင်။အခုကကျွန်မတို့တိုင်းပြည်ကတိုင်းပြည်ကိုအယံဖြတ်စေရပြည်သူလူထုဖြတ်စေးလိုက်တာကြည့်ပဲ။တက်မတော်အစိုးရတက်မတော်မကောင်းကြောင်မပြောနဲ့တက်မတော်ကလေကေတင်ခဲ့တာကြည့်ပဲ။ရှိသမျှနေရာတွေကိုလို့အပေါက်လိုက်ဖာခဲ့တာကြည့်ပဲ။တွေ့တာ။ ဒီဘောမားတွေကတော့ပြောလိုက်ရင်အဟုတ်လို့လုံးနဲ့ပေါ့နော်မျောလိုက်တော့အစုကနေပြတော့မှာပဲတိုင်းပြည်ကိုကေတင်ခဲ့ပါတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒီဝါဒဖြန့်ပြောဆိုနေတာကိုကျွန်တော်တွေ့ရတယ်ပဲဖြစ်ပါတယ်မျောလိုက်တော့လက်ထက်ကျမှကျွန်တော်တန်ပြည်မှာဆိုတော့ဒီခိုးဆိုးလူရဲတွေများလာတာဖြစ်တဲ့အပြင်ကျွန်တော်တို့လမ်းတွေမှာဆိုရင်လည်းပေါ့နော်အကြောင်းမဲ့တပ်ဖြတ်မှုတွေလည်းကျွန်တော်ခုအခုရပိုင်းခက်စစ်စစ်ကြားနေရတာပဲဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှ တနေ့လုံးမှတနေ့ဆက်တဲ့အချိန်တွေမှာဒီအလို့ကလည်းရှာပါပြီးတော့မှကိုစင်းတော့ကလည်းမြင်တဲ့ဒါမျိုးနှိစင်နေမြခံရတာပဲဖြစ်ပါတယ် NLD အစိုးရလက်ထက်တုန်းကကျွန်တော်ဒီအပြင်ကိုလွတ်လွတ်လပ်လပ်နဲ့တွားလို့ရတဲ့ဟာတွေပြီးတော့မှပေါ့နော်လန်တရတွေဟာဆိုရင်လည်းကောင်းမွန်တဲ့အပြင်တစ်ဖက်မှာဆိုရင်တော့ကျွန်တော်ပြည်သူတွေကကိုပိုင်လွတ်လပ်ခွင့်ကိုလည်းရရှိထားတာကို သူကနေပြီးတော့မှမြောက်လိုက်လက်ထက်ကမှပို့ပြီးတော့မှဖွံ့ဖြိုးတိုးတက်သေးတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါက်ပန်း၄၀ပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့ဒီပါသမီပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မျိုးပါပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြာပြီးပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတစ်ပုဒ်အနေနဲ့ဦးသိမ်းမြနေပြီးတော့မှ Adidas ဖဏတွေထုတ်တဲ့ချမ်းရည်တေးဥကုမ္ပဏီမှာရှိတဲ့အလုပ်သမားတွေရဲ့ပေါ့နော်တပိတ်အောင်ပွဲနဲ့ပတ်သက်ပြီးတော့မှသူ့အမြင်ကိုသုံးသပ်ပြောဆိုထားတာဖြစ်ပါတယ်။ကျွန်တော်တို့အဲ့ဒါလေးစစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။အလုပ်သမားတွေကိုအထင်မသေးပါနဲ့။ အရင်ခေတ်တွေတုန်းကလိုအလုပ်သမားတွေကစာမတက်ပေမတက်တွေမဟုတ်ကြတော့ပါဘူးအလုပ်သမားတွေထဲမှာဘွဲရပြီးသားတွေတောင်မှအများကြီးပါပါတယ်သူတို့တွတ်တက်ပါတယ်အဲ့ဒါလောက်မအားပါဘူးဒါဆိုရင်ဘာကြောင့်သူတို့သဘောတူညီခဲ့ကြတာပါလဲသူတို့လိုချင်သလောက်မရပြီမဲ့အခုရတာကလည်းအရင်အခြေအနေနဲ့နှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတဲ့အတွက်သဘောတူလိုက်ကြတာပါအဲ့လိုသဘောတူလိုက်တာဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်ပါအလုပ်သမားတိုက်ပွဲတွေမှာတောင်းတလောက်ရာခိုင်နှုန်းပြည့်ရတယ်ဆိုတာနည်းပါတယ် ထိုက်တဲ့လောက်အောင်မွေးရရင်အလုံသမားအများစုသဘောတူရင်ရသလောက်နဲ့အစ်စ်အစ်စ်မှာပဲရနာပြီးတော့ကျင်းတ်လိုက်တာဟာမှန်ကန်တဲ့လှုပ်ရပါရက်တင်တဲ့အချိန်မှာမရက်မီရင်ယာပြီးသားလေးပါဆုံရှင်သွားရပါလေနောက်တစ်ချိန်မှာနောက်တစ်ဆင့်တိုးပြီးတော့တိုက်ဖို့လိုအပ်လို့ရှိရင်တိုက်ရမှာပါနောက်တစ်ချက်ကထောက်ပံ့ခြင်းနံပါတ်တွေနဲ့ပေးတာဟာလူဘဝစော်ကားတာဖြစ်ပေမဲ့အလုံသမားအထုဘက်ကစီလုံးညင်ညွတ်နေရင်အလုံသမားတမတ်ကအလုံသမားအဖွဲ့အစည်းအားကောင်းနေရင်အလုံရှင်ဘက်ကအဲ့ဒီထောက်ပံ့ခြင်းတွေကိုပြန်ရုပ်သိမ်းရဲဖို့ ခက်ပါတယ်ပြန်ရုပ်သိရင်လဲနောက်ထပ်တစ်ခါတိုက်ပွဲပေါ်ပေါက်လာအောင်ပါပဲအခုအလုံသမားတပည့်ရဲ့ရလက်ဟာအလုံသမားတွေဘက်ကအောင်ပွဲပါဘာကြောင့်အောင်ပွဲရခဲ့ပါသလဲအလုံသမားတွေဘက်ကစီးလုံးညီညွတ်မှုနဲ့ဇွဲတက်တီကအဓိကပါတခြားအထောက်အကူပြုတဲ့အခြေအနေအကြောင်းအကြောင်းလည်းရှိပါတယ်အဲ့ဒါတွေကတော့ရန်ကုန်မှာအလုံသမားလွန်ရှားပါနေပါတယ်စစ်တပ်ကစစ်မှုထမ်းအတင်းအဓမ္မလိုက်ပြီးတော့စူးစောင်းနေလို့နေပြန်သွားကြတဲ့အလုံသမားတွေနိုင်ငံခြားထွက်သွားတဲ့အလုံသမားတွေအများအပြားဖြစ်နေပါတယ်အဲ့ဒါကြောင့်အလုံရှင်ဘက်ကတင့်မခံနိုင်ပါဘူး ဲ့ဒါကအကြောင်းတစ်ကြောင်းပါနောက်တစ်ကြောင်းကတော့အရင်ပေးထားတဲ့တဏှိတာလောက်အားကားကအလွန်ကိုနည်းလွန်ပါတယ်လူမဆန်တော့နည်းပါလို့နဲ့လောက်အားကားဖြစ်နေပါတယ်အဲ့ဒါကြောင့်မတိုးမဖြစ်လို့တိုးကိုတိုးပေးရတဲ့သဘောပါအလုံသမားကိုထမင်းဝအောင်မကြွေးပဲနဲ့အတင်းအာရမအလုတ်ခိုင်းစီတဲ့နီးဟာကြာရှည်အလုံးမဖြစ်ပါဘူးလူဆိုတာသူရသည်ရထိုက်တဲ့ခွေရဲတွေတော့တောက်ဆိုတိုက်ပွဲဝင်မှာပါပဲနောက်တစ်ချက်ကနိုင်ငံရေးအခြေအနေပါထိကနေရှိဖမ်းမယ်စီးမယ်တတ်မယ်ဖြတ်မယ်ဆိုရက်စစ်အုပ်စုကအခုကာလမှာတိတ်မလုံရဲပါဘူး လက်ရှိနိုင်ငံရေးအခြေအနေမှာသူတို့အတွက်အကျက်တဲကတိတ်ကြီးနေပါတယ်အလုပ်သမားတွေရဲ့တိုက်ပွဲဟာနိုင်ငံရေးလက္ခဏာဆောင်လာမှာကိုတုံနေအောင်ကြောက်ပါတယ်အဲဒါကြောင့်အလုပ်သမားတွေနိုင်ငံရေးထဲမပါရင်ပြီးရောမင်းတို့ပြေးလဲအောင်ညှိနှိုင်းပေးလိုက်ကြလို့အလုပ်ရှင်ကိုနောက်ွယ်ကနေဖိအားပေးနေတာရှိပါတယ်အဲဒါကြောင့်အလုပ်ရှင်ဟာပါဇက်ကနေပြီးစစ်တပ်ခေါ်ရှေ့ခိုင်းလိုက်မယ်စစ်တပ်ခေါ်ဖန်ခိုင်းလိုက်မယ်စစ်တပ်ခေါ်တတ်ခိုင်းလိုက်မယ်လို့ပြောနေပေမဲ့တကယ်တမ်းအချိန်နေတိတ်မှန်တာကိုသူတို့ဘာသာသိပါတယ်အဲဒါကြောင့်မလျှော့မဖြစ်လို့အလျှော့ပေးလိုက်ရတာပါ ဒါတော့ဦးသိမ်းမြတ်နေပြတော့မှာပါနော်ကျွန်တော်ချမ်းကြီးကုမ္ပဏီမှာရှိတဲ့အလုံးစမားတွေရဲ့တိုက်ပွဲဆိုတော့အောင်မြင်မှုရရှိသွားတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီနေ့တာလိုအခါနည်းနည်းလေးနဲ့အသင်းအဓမ္မခိုင်းစင်တဲ့ဒီတရုတ်ကုမ္ပဏီကဆိုတော့စစ်ကောင်စီနဲ့သူတို့အနေနဲ့ပူးတွဲပြတော်မှာကျွန်တော်ပြည်သူတွေမှာဆက်လက်ရုံမာနေတာပဲဖြစ်ပါတယ်။ပြည်သူတွေကတော့အခုလိုမျိုးခက်ပြစ်နေတဲ့အချိန်မှာတောင်းပါပါနော်။ကျွန်တော်တို့လိုအခါနည်းနည်းလေးတွေနဲ့အလိုလိုနေရတာဖြစ်ပြမှာဒီကိုကိုကိုပြည်သူအစိုးရဆိုပြမှာကြီးညာထားတဲ့ဒီစစ်ကောင်စီအနေနဲ့အခုဆိုရင်ကျွန်တော် ်ပြည်သူတွေကိုတော်မလုံးဝလည်းမချိပဲနဲ့တပ်ဖက်မှာရှိတဲ့ကျတို့ဒီတိုင်းသူပြည်သားတွေပေါ်မှာဘုံကျဲတပ်ဖက်မှုတွေဆက်လက်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒါကိုကြည်ချင်းအဖြစ်အလို့သမားတွေရဲ့အောင်ပွဲအဆင်ကျတို့ပြည်သူပြည်သားတွေရဲ့ပေါ့နော်အောင်ပွဲနဲ့ထပ်တူကြတာပြမနောက်ထပ်ဒီတက်ပို့ပြမကြီးမာတဲ့တော်လိုင်းရဲ့အောင်ပွဲတွေလည်းလာတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျတို့အားလုံးပေါ့နော်စီမပြေအားမလျှော့ပဲနဲ့ကျတို့တိုင်းပြည်ကိုဖြစ်လို့ဖြစ်စေနဲ့လှုပ်ဆောင်နေကြတဲ့စကောင်စီပါဝင်ကြတဲ့ဒီတရုတ်ကြောထောင်းနောက်ခံအုပ်စုတွေကိုလည်းအမြန်ဆုံးပေါ့နော်ရှင်ပြစ်တင်နေပြီဆိုတဲ့ကြောင့်ပြောရရင် ကျွန်တော်ဒီနေ့ညဗီဒီယိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြတ်ပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမြေ့ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရေး channel ညာ channel ပိုင်ဆိုင်ကြပါစေလို့အယောက်ချင်းစီတိုင်းကိုကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။